လက်မှတ်ရေးထိုးထားတဲ့ဂျာစီတစ်ထည်ကိုဒေါ်နယ်ထရန့်စီလက်ဆောင်ပေးပို့ခဲ့တဲ့စိတ်ကြီးဝဏ္ဏတို့အားလုံးပဲမင်္ဂလာပါလက်ရှိမှာအသက်40အရွယ်ရှိနေပြီဖြစ်တဲ့စိတ်ကြီးဝဏ္ဏတို့ဟာဆိုရင်ပြည်သက်တွေမျောလင်းထားသလိုကလပ်ကပဘလမှာတော့ပါဝင်လာခြင်းမရှိပါဘူးဒါပေမဲ့လည်းစိတ်ကြီးဟာဒီမတိုင်ခင်တုန်းကပဲပေါ်တူဂီအသင်းနဲ့တူနေရှင်းလီဆူပလာကြီးကိုကန်ရောက်ထားနိုင်ခဲ့တာကြောင့်ပြည်သက်တွေလည်းစိတ်သက်သာရရခဲ့ပါတယ်ဒါစိတ်ကြီးအတွက်ပေါ်တူဂီအသင်းနဲ့တူရရှိခဲ့တဲ့တတိယမြောက်ဆူပလာအောင်မြင်မှုလည်းဖြစ်လာခဲ့ပါတယ်စိတ်ကြီးဟာလာမယ့်ရာသီမှာအင်နာဆာအသင်းမှာဆက်ရှိဖို့လည်းမသေးကြဘူးဖြစ်နေပါပြီ စစ်ကြီးနဲ့အင်နာစာတို့ကြားစာချုပ်ကတပ်တန်းကုံဆုံးတော်မှာဖြစ်ပါတယ်။ဒါပေမဲ့လည်းစစ်ကြီးကတော့နရှင်လိပြီးမှပဲနောက်မှဒီလေအင်နာစာမှာပဲဆက်ရှိနေမှာဖြစ်ကြောင်းအတည်ပြုသွားခဲ့ပါတယ်။အရှိလူမှုကွန်ရက်စာမျက်နှာတွေထပ်မှာဆိုရင်တော့ဖိတ်ကြီးနဲ့ပတ်သက်ပြီးလူပြောစရာကိစ္စတခုရှိနေပါတယ်။အဲ့ဒါတော့ဖိတ်ကြီးရနယ်တို့ကသူလက်မှတ်ရေးထိုးထားတဲ့ပလူဂီလေးစင်အသိန်းချာစီကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်စီလက်ဆောင်ပေးပို့လိုက်တာဖြစ်ပါတယ်။ မနက်ထရန်ကတကြောပြန်အမေရိကန်တမလားဖြစ်လာပြီးရဲ့နာဝေဖန်မှုတွေနဲ့ရင်ဆိုင်နေကြရတဲ့သူဖြစ်ပါတယ်။သူရဲ့လက်ထက်မှာအစိုးရဘတ်ဂျက်လျှော့ချတာတွေဒဝင်မှုကြီးကြပ်ရေးပိုင်းတွေနဲ့ပတ်သက်ပြီးဝေဖန်ခံနေရပြီးတော့ဆန္ဒပြမှုတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။အလီမာဖြစ်ပေါ်နေတဲ့ဆန္ဒပြပွဲတွေကိုစစ်တပ်ဘာသုံးပြီးထိန်ချုပ်နေရပါတယ်။ဒါ့အပြင်အစ္စရေးအီရန်ရင်းနဲ့ပတ်သက်တဲ့ကိုင်တွယ်ပုံတွေကြောင့်လည်းဝေဖန်ခံနေရပါတယ်။ ဒီလိုအချိန်ဒီမျိုးမှာဖက်ကြီးဝန်ထမ်းတို့ကတမရထရန်စီကိုသူလက်မှတ်ရေးထိုးထားတဲ့ဂျာစီတစ်ထည်ပို့ဆောင်ပေးခဲ့ပါတယ်။ဒီဂျာစီကိုဥရောပကောင်စီဥက္ကဋ္ဌဖြစ်တဲ့ပေါ်တူဂီသားအယ်ဘတ်တိုကော့စတာစီကနေတဆင်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ဂျာစီပေါ်မှာတော့ငင်းကြိုင်းအတွက်ချိုးပန်းနေတဲ့တမရအီးအတွက်ဆိုပြီးတာထားခဲ့ပါတယ်။တမရအီးထရန်လည်းဂျာစီလက်ခံရရှိချိန်မှာသူ့လုံသဘောကျရဲ့အကြောင်းကိုထုတ်ပြောသွားခဲ့ပါတယ်။ ထရန့်နဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေမြင့်တက်နေတဲ့အချိန်မှာစစ်ကြီးကလည်းဂျာစီလက်ဆောင်ပေးတာနဲ့ကွက်တီဖြစ်သွားခဲ့ပါတယ်။အားနဲ့ပတ်သက်ပြီးတော့လည်းတချို့ပြည်သက်တွေကစစ်ကြီးကိုပါရောကျိတ်ချင်နေကြတဲ့ပုံရပါတယ်။စစ်ကြီးကငြင်းငြင်းနဲ့ချိုးပန်းနေသူလို့ဖော်ပြခဲ့ပေမဲ့တကယ်တမ်းမှာတော့ထရန့်ဟာငြင်းငြင်းရွတ်ဘာမှကိုဖော်ဆောင်နေတာမျိုးမရှိသေးပါဘူး။ရုရှားယူကရိန်းအရေးမှာလည်းထရန့်ကဂျောင်းဝင်ညှိနှိုင်းခဲ့ပေမဲ့အမြင်မှုမရမဲဖြစ်ခဲ့ရပြီးတော့အခုအစ္စရေးအီရန်အရေးမှာလည်းမတူမချာနာဖြစ်နေပါတယ်။အစ္စရေးနဲ့အီရန်တို့ဟာတရင်ကျွမ်းမှာမီရှူမီမန်ဖောက်တလို့ကိုအပြိုင်အလဲဒုံးကျည်ဝင်နေချာနေတော့ဖြစ်ပါတယ်။ ထရန်နေနဲ့ကတော့နိုင်ငံတကာငင်းငန်းကြီးကိုမဖော်ဆနိုင်အောင်သာမကပြည်တွင်းငင်းငန်းကြီးကိုပါထိခိုက်စေခဲ့ပါပြီ။အလီယာဆန္ဒပြပွဲတွေအပြင်သူ့ရဲ့မွေးနေ့ဂျွန်လ14ရက်နေ့မှာပါနိုင်ငံတော်ဆန္ဒပြမှုတွေပေါ်ပေါက်ခဲ့ရပါတယ်။ဆုံးလေးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။